လုံးမင်္ဂလာပါ view စတဲ့ဌာနနေကျဆူပါရယ်ကျမကတော့ snow ပါဒီကနေ့ဂျွန်လာ73ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယင်းနေ့ညနာဆင်ရမယ့်သတင်းတွေကတော့မကွေးတိုင်းငဖဲမြို့နယ်နဲ့ရေကန်လေးချောင်းရံကကွေရီတက်စခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကို9ရက်အတွင်းမှာအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ချင်းကကွေရီတပ်ဖွဲ့ CDF အရှုကထုတ်ပြန်ပါတယ် ချင်းပြည်တောင်ပိုင်းမင်းတပ်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်၅လကျော်အတွင်းမှာအရက်သား၁၀ဦးသေဆုံးပြီးတရားရရှိသူ၂၀ဦးရှိခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ဒီကနေ့မနက်အစောပိုင်းမှာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်စစ်တပ်စစ်ဦးစီးချုပ်ဗိုလ်ချုပ်မိုဟာမက်ဘက်ဟီရီသေဆုံးခဲ့တဲ့သတင်းနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းလေးတင်ဆက်ပေးဖို့ရှိပါတယ်။ မကွေးတိုင်းကဖဲမြို့နယ်နဲ့ရေကန်လေးချောင်းရံကကွေတက်စခန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကို9ရက်အတွင်းမှာရှင်ဖန်စီရမိခဲ့တယ်လို့ချင်းကကွေရီတပ်ဖွဲ့ CTF အရှုကထုတ်ပြန်ပါတယ်။ချင်းကကွေရီတပ်ဖွဲ့အရှုအနေနဲ့နဲ့ရေကန်လေးချောင်းရံကကွေတက်စခန်းဗျူဟာကုန်းအနီးမီတာ1500ပလဲနဲ့ရေကန်လမ်းဟောင်းဖြတ်တောက်တိုက်ခတ်ရေလုံနေစင်မှာနဲ့ရေကန်ဗျူဟာကုန်းကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ ဂျန်လာ၈ရက်ကနေ၁၂ရက်နေ့အထိ၅ရက်အတွင်းမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား23ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီး MA1 တနက်9လက် MA3 တနက်3လက်နဲ့ခဲရအချို့ကိုလည်းတင်ဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်။ယခုဖမ်းဆီးရမိတဲ့စစ်တုံးပန်းတွေဟာစစ်မှုမထမ်းမနေရဥပဒေကြောင့်အတင်းအဓမ္မပေါ်တာဆွဲခံရပြီးစစ်မှုထမ်းနေရသူတွေဖြစ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဂျွန်လ၄ရက်နေ့ကလည်းနေရီကန်လေချောင်းရံကာကွယ်ရေးတပ်စခန်းရှီရန်ကကင်မှာတဝင်းထန်းဆောင်နေစဉ်ထွက်ပြေးလာသောစစ်ကောင်စီတပ်သား၃ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူ CTF အရှိုကဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိဆက်ဆက်သွယ်ပြီးအ мян ဆုံးအလင်းဝင်ပူပေါင်းချဖို့ချင်းကကွေတပ်ဖွဲ့ CTF အရှိုးကတိုက်တွန်းထားပါတယ်။ ချင်းပြည်တောင်ပိုင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်၅လကျော်အတွင်းမှာအရက်သား၁၀ဦးသေဆုံးခဲ့ပြီးဒဏ်ရာရှိသူ၂၀ဦးရှိခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အချုပ်ရဲ့အဖွဲ့ကမနေ့ကထုတ်ပြန်ပါတယ်။စစ်ကောင်စီဟာမင်းတပ်မြို့နယ်တဲကိုယခုနှစ်ဇန်နဝါရီလကနေဇွန်လ17ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှု၁၈ကြိမ်ဘုံအလုံးရေ၄၁လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ လေချောင်းတိုက်ခိုက်မှုများကြောင့်ဘာသာရေးဆောက်ဦး7လုံးအစိုးရဌာနဆောက်ဦး26လုံးပုဂ္ဂိလဆောက်ဦး82လုံးစုစုပေါင်း100ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဟာငါလာတာအတွင်းမှာမင်တမျိုးပေါ်ကဘဝတိရက်ွက်ကို၄ချိန်အရှိပြန်ရက်ွက်ကို၃ချိန်ဆံပြရက်ွက်ကို၂ချိန်နဲ့မင်တမျိုးနယ်တဲကခြေရွာတွေကို၄ချောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားတာဖြစ်ပါတယ် မင်းတပ်မျိုးကို2024ခုနှစ်ဂျီဇမလာတုန်းက CTF မင်းတပ်နဲ့မထာမိတ်ပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့မင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအုပ်ချုပ်ရေးလုပ်ငန်းတွေပေါ်ဆောင်နေတာဖြစ်ပါတယ်။အကြံဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကျွန်းလာအတွင်းပြည်သူ18ဦးအထိသေဆုံးခဲ့ရတယ်လို့နိုင်ငံရေးအကျဉ်းသားများကကြီးဆောင်ရှောက်ရေးအသင်း AAPP ရဲ့စည်ရင်းတွေအရသိရပါဗျ။ AAPP ရဲ့ကောက်ယူထားတဲ့စည်ရင်းတွေအရဂျွန်လာ၁ရက်ကနေ၁၂ရက်အထိနိုင်ငံတော်မှာအကြမ်းဖက်ဆဲအုပ်စုရဲ့လေချောင်းကနေပြစ်ခတ်တိုက်ခိုက်မှုကြောင့်အမျိုးသမီး၈ဦးနဲ့အမျိုးသား၉ဦးစုစုပေါင်း၁၉ဦးသေဆုံးခဲ့ရတာကို အမိနဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။သေးဆုံးခဲ့တဲ့18ဦးထဲမှာအသက်18နှစ်အောက်ကလေးငယ်6ဦးပါဝင်တယ်လို့ဆိုပါတယ် အဆိုပါသေဆုံးသူတွေထဲမှာကရင်ပြည်နယ်က9ဦးနဲ့အများဆုံးဖြစ်ခဲ့ပြီးတော့ရခိုင်ပြည်နယ်က4ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အကြံဖက်စစ်ကောင်စီကမတရားအာဏာလုယူမှုစတင်ခဲ့ချိန်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်ကနေ2025ခုနှစ်ဇွန်လ12ရက်နေ့အထိအကြံဖက်စစ်ကောင်စီရဲ့လက်ပါစီရီကြောင့်သေဆုံးရသူဒီမိုကရေစီရဲ့ရေလှောက်ရှားသူနဲ့ပြည်သူစုစုပေါင်း6895ဦးရှိပြီလို့ AAPP စာရင်းတွေကသိရပါဗျ။ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်နိုင်ရင်ပေါ်သို့ကြာရောက်ပောက်ကွယ်ပြီးကလေးငယ်၂ယောက်အပါအဝင်ပြည်သူ5ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဂျွန်လ12ရက်နေ့ညနေ6နာရီဝန်းကျင်မှာကော့ကရိတ်မြို့နယ်ကျုံတိုးအခြေစိုက်ခမရ905တပ်ရင်းနဲ့ဂျိုင်းတရာအမြောက်တပ်စကခစနစ်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်တရင်တွေကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးနဲ့မစ်ဆိုင်းဒုံးကြီးတွေ ကော့ဂရိတ်မြို့နယ်ကော့ဘော်ကျေးရွာတဲကနိုင်ရင်အိမ်ပေါ်သူကြားရောက်ပောက်ခွဲခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်တိဆုံသူတွေဟာတန်ငါနှစ်နဲ့ဆယ်နှစ်အရွယ်ကလေးငယ်2ဦးနဲ့လူကြီး9ဦးတိဆုံခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မြောက်ကမရိုက်ကျေးရွာမှာလည်းလက်နက်ကြီးကြီးကြောက်ပောက်ခွဲမှုကြောင့်ပြည်သူ2ဦးထိမှန်တိဆုံသွားကြောင်း Mon Liberation Army ကသတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာအင်အား9ရာဝန်းကျင်ဖြင့်စစ်ကြောင်း၄ကြောင်းခွဲကအင်ဂျီအုံတပင်9တိုင်းလက်စစ်ယုံ9တိုင်းနဘူးရင်ကွဲတောင်လမ်းပိုင်တွေမှာဖြန့်ကျက်တဆွဲထားတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။မန္တလေးတိုင်းတောင်တမြို့နယ်ထဏောင်းကုန်းရွာကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကို တောင်သားခြေဆိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖအ ဘူပေါင်းဖွဲ့တွေက စင်တဲဝချောင်းအနီမှာဖြတ်တိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးသေဆုံးပြီး၁ဦးဖမ်းဆီးမိခဲ့တယ်လို့ပကဖအဖွဲ့ကထုတ်ပြန်ထားပါတယ်။မနေ့ကျွန်းလဆနေရက်ကဖြစ်ခဲ့တဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်ကလူသားတိုင်းရဲ့ဖြစ်စစ်ကြောင်းတလျှောက်ခေါ်ဆောင်ခဲ့တဲ့ဒေသခံပြည်သူ၇ဦးကိုတောင်သာပကဖဘူပေါင်းအဖွဲ့ကပြန်ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။ တောင်တာမျိုးပေါ်ကနေထဏောင်းကုံချီရွာဘက်ထွက်ခွာလာတဲ့အကြံပဲစစ်ချောင်းကိုစင်တဲဝချောင်းအနောက်ဘက်ကမှတော်လှန်ရေးပူပေါင်းတပ်တွေကအသင့်ပိတ်ဆို့တက်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီတရလက်နက်ခဲရနဲ့စစ်အသွုံအဆောင်ပစ္စည်းတချို့သိမ်းဆီးရရှိခဲ့တယ်လို့ပကဖအဖွဲ့ကတပ်ပုံတွေနဲ့အတူဖော်ပြထားပါတယ်။အဲ့ဒီစစ်ကြောင်းဟာထဏောင်းကုံရွာကနေလက်နက်ခဲရန်ရိတ်ခါတွေကိုတောင်သားမျိုးပေါ်ကစစ်ကောင်စီတက်စီပို့ပေးမဲ့စစ်ကြောင်းဖြစ်နိုင်တယ်လို့ဆိုပါတယ် ဒီထက်ဘက်ကိုတောင်သားမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ Scorpion People Defense Force မြင်းချန်ခရိုင်တရင်အမှတ်3နဲ့မဟာမိတ်တွေပူးပေါင်းဖော်ဆောင်ခဲ့ကြတာလို့သိရပါတယ်။အိန္ဒိယနိုင်ငံကုဂျရတ်ပြည်နယ်အဟန်ဒဘတ်မြို့လေစိတ်ကနေပြည်ထိုင်နိုင်ငံကိုပြန်တန်းခဲ့တဲ့အိန္ဒိယလေရင်မနစ်ကပြစ်ချောက်မှုမှာတဦးသာအသက်ရှင်လွတ်မြောက်ပြီးကြံခရီးတဲ့အားလုံးသေဆုံးခဲ့တယ်လို့သိရပါဗျ အဲ့ဒီလေယာဉ်ပုံရင်7878 Dreamliner မှာလေယာဉ်မှု2ဦးအပါအဝင် လေယာဉ်အမှုထမ်း10ဦးနဲ့ခရီးသည်242ဦးလိုက်ပါသွားတာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံသား169ဦး၊ဗြိတိန်နိုင်ငံသား53ဦး၊ကနေဒါနိုင်ငံသား2ဦးနဲ့ပိုတူဂီနိုင်ငံသား9ဦးတို့လိုက်ပါခဲ့တယ်လို့လေကြောင်းလိုင်းကကြေညာပါတယ်။ လေရင်ဟာဝင်းဟင်ကိုပြန်တက်ပြီးနောက်လေချောင်းထိန်ချုပ်ရေးကဆက်သွဲအကြောင်းကြားခဲ့တော့လဲတုံ့ပြန်မှုမရှိခဲ့ပဲတာဝါနဲ့လေရင်ဟာပေပေါင်း625ပေကိုရောက်ရှိချိန်မှာအဆက်အသွယ်ပြတ်တောက်သွားပြီးပြတ်ကျသွားခဲ့တာဖြစ်ပါတယ်လေရင်ပေါ်မှာပါရှိသူ242ဦးအနက်242ဦးသေဆုံးခဲ့ပြီးထိုင်ခုံနံပါတ် 11A မှာထိုင်နဲ့ဗြိတိန်နိုင်ငံသားအိန္ဒိယနယ်ဖွားတဦးသာအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့သိရပါတယ် သစ်ဆုံးသူတွေတမမနိပူပြင်းနယ်မှာနေထိုင်တဲ့ချင်းအနွယ်ဝင်ထတ်တိုးမျိုးနွယ်စုထက်ကလင်းရင်မဲ့တူလဲပေါဝင်တယ်လို့သိရပါတယ်။လင်းရင်ဟာလေးစိတ်အနီးက BJ Medical College စေချောင်းသားတွေနေထိုင်တဲ့အဆောက်အုံပေါ်ပြက်ကျပေါက်ကွယ်ခဲ့တာဖြစ်ပြီးစေချောင်းသား၅ယောက်လည်းသေဆုံးခဲ့တယ်လို့အတော်များများလည်းထိခိုက်ဒဏ်ရာရှိခဲ့ကြတယ်လို့သိရပါတယ်။ ဒီကနေ့မနေ့အစောပိုင်းကအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်စစ်တပ်စစ်ဦးစီးချုပ်ဘူချုံမိုဟာမက်ဘရှီရီသေဆုံးခဲ့တယ်လို့အီရန်နိုင်ငံပိုင်ရုပ်သံကကြေညာပါတယ်။ Rising Lion စစ်စင်ရေးလုံနာမည်ပေးထားတဲ့အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရဲ့စစ်ဦးစီးချုပ်အပါအဝင်စစ်တပ်အရာရှိကြီးသိပ္ပံပညာရှင်အများအပြားဒီမနေ့သေဆုံးခဲ့တာလို့ဆိုပါတယ်။ ကျဆောင်ခဲ့တဲ့စူးစီချောဟာ1980ခုနှစ်တည်းကတော်လှန်ရေးအဆောင်တက်ကိုဝင်ရောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကနေအစဉ်စင်ရထူထွန်းမြင့်ချင်ခံရပြီးအရေးပါတဲ့စစ်တပ်ခေါင်းဆောင်တွေတဲကတယောက်ဖြစ်လာခဲ့သူဖြစ်ပါတယ်။အတီးပြုတ်နိုင်တဲ့သစ်ဆုံးသူတွေကတော့စူးစီချောမိုဟာမက်ဘဟီရီ၊အစ္စလာမစ်တော်လှန်ရေးအဆောင်တက်စူးစီချောဟူစိန်ဆလာမီ၊ခတ်တာမဲအမ်ဘီယာဘဟုဌာနချုပ်တက်မှုဂူလာမလီရှီယာရှိ နျူကလ িয়ার သိပ္ပံပညာရှင်နဲ့အီရန်အမှုမျိုးဖွဲ့အခြေခံဟောင်းဖရီဒွန်းအဘါစီနျူကလ িয়ার လက်နက်စီမံကိန်းကနျူကလ িয়ার သိပ္ပံပညာရှင်မိုဟာမက်မဒီတာရန်ချီတို့ဖြစ်တယ်လို့ BBC ကဖော်ပြထားပါတယ်။ Australia Rising Lion စစ်စင်ရေးကိုတုတ်ပြန်တဲ့အနေနဲ့အီရန်က UAVs drone အစင်တရာလောက်နဲ့ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ Astray စစ်တပ်ကတော့အီရန်ကပြစ်လွှတ်လိုက်တဲ့ drone တွေကိုကြားဖြတ်ဟန်တာနေတယ်လို့ထုတ်ပြန်ထားပါတယ်။ ဗီယိုစစ်သင်းထဏနာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်